မင်္ဂလာပါနော်နယူမီသားစုပေါင်းတို့ရေနယူ family channel ဒီကနေပြန်လည်ကြိုဆိုလိုက်ပါသေးရှင်ဒီကနေ့မှလည်းဆရာကြီးဥတာတို့ရေးသားထားသောကျစ်ဆန်နမူဝိတုကိုအပိုင်းခွန်အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးပါသေးရှင်ကျစ်ဆန်နမူအပိုင်းခွန်မြမြတင်အဖို့တော်ကအတန်တာတိန်နေသည်မျိုးလုံးနှင့်စိတ်ထားငြိမ်နေပုံမရ ကြားလူလူမြင်ရည်ဖြင့်ရီဝေငင်းမျောကာပေါ်တက်၍မောင်းထွက်သွားသည့်အထီသောကိုတင်မောင်အဖြစ်ကိုရင်းနှင်းအောင်ကြည့်နေမိ၏စိတ်တည်လဲမသက်သာဖိုလိုက်လှုပ်တုံဝေဒနာတစ်မျိုးနှင့်ကြုံနေရတကယ်သို့ထုံထိုင်းနောက်ချီမချစ်တည်ဖြစ်နေရရှာ၏အဘယ်သို့သောအရေးခင်ကြောင့်ဤများလောက်စိတ်ဒုက္ခရောက်ရသည်ဟုမြများတင်သည့်အကြောင်းရင်းကိုရှာ၏မတိချမရေရာနှင့်အဖြစ်မှာခြားခြားလဲလျက်သာရှိလေ၏ဥကောင်းငိုက်ဆိုင်နှင့်စိတ်အိုက်ရှုပ်ပွေး အတွေ့အကြုံတွေ့နေသောများများတင်သည့်မျက်စိအောင်တက်တဲ့ဇပွဲပေါ်သို့ဖုတ်ခနေကြလာသောစာအုပ်တစ်ခုကိုတွေ့လိုက်ရသည့်၌လက်ထွက်သွားပြီးဖြစ်သောစာပို့လူလင်ကိုတွေ့ရသောကြောင့်တောက်တချက်ခေါင်းလိုက်ရမှအသံမပေးပါမပေးနဲ့ဟုရေရိုရင်းစိတ်ပါဝင်စားခြင်းကင်းမဲစွာဖြင့်စာကိုဖောက်လိုက်၏မျက်များတင်ဝိုင်းဝိုင်းဆက်ဆက်မဟုတ်ဘဲဥတရန်ခက်လျားလျားဖြစ်သောယောက်ျားလေးဖြင့် ထမဆုံးခေါင်းစည်းစလုံးကိုမြင်လိုက်ရသည်နှင့်မြမတင်မစိတ်ပြက်သလိုမျက်နှာရှုံသွားပြီးစစ်မဖက်တော့ပဲနောက်တည်းရသူလန်၍စာအဆုံးရှိလိမ့်စာကိုဖက်လိုက်ရာလှပိုးဟူသော အမိကိုတွေ့ရသည်နှင့်ရီစားသားတွေကလည်းလာနိုင်လို့နေနှုတ်ခမ်းကလေးနှုတ်ယုံအတန်အုံအုံနဲ့ရေရွံ့ရင်းမြမတင်သည်စာရည်များကိုလုံးတွေ့ဘေးပြတဲ့မောင်စီတို့လန်ပြလိုက်လေ၏မြမတင်သည်ဟိုသည်ကြီးငယ်ဖြင့်တွေ့နေရမှမျက်နှာချင်းဆိုင်ရှိစီးထုတ်များစီတို့မျက်လုံးရောက်သွား၏ ကိုနေဖြစ်များဖြင့်တက်တက်ရရဒုတာတော်စီတုပ်ကြီးတစ်ခုပေါ်ပဲစာကလေးနှကောင်သည်တကောင်နေတကောင်နှုတ်သည်ချင်းပို့၍အညွတ်အနုမျိုးနေရာမှတကောင်သောစာကလေးသည်အခြားတကောင်အားနှုတ်သည်ဖြင့်ဇက်ဇက်ပါအောင် စိမ့်လိုက်သည်ဖြင့်ထိုအစိတ်ခံရသောစာကလေးသည်တချိန်တို့ထပြန်မပြေးပဲခုံဆွားခုံဆွားနှင့်မရွေ့တရွေ့ရှောင်ထွက်သွားရင်ထိုစိတ်သူစာကလေးကိုပင်မုံမှန်မွင်သည့်အလားလေတိုင်းလှည့်၍ခေါင်းငယ်ကြည့်ရှုနေလေ၏ ။မြမတင်သည့်ဂျိုစာလေးနှကောင်းအားငေးကြည့်နေရမှမျက်ရည်လဲရွဲနှင့်ဝမ်းနည်းစွာတောင်းပန်နေသော ကိုတင်မောင်။လူမောစိတ်ပန်းနှင့်တလန်ချင်းထွက်ခွာသွားသောကိုတင်မောင်ကိုမြင်အောင်လာ၏။မျက်လုံးကိုမိတ်အင်္ဂလိပ်ကျိတ်ကားစိတ်ကိုလည်းတင်လိုက်၏။မိန်ကလေးနဲ့ယောက်ျားတယောက်နဲ့တယောက်သမီးစာအဖြစ်မြေတားများနေတဲ့အခါမှာလင်မယားလိုစိတ်မျိုးနဲ့ချစ်တာလောက်ကြောက်စရာကောင်းတာပဲရှိတော့မလဲသမီးရဲ့အေယာမမဟာအမားတော်ကြီးပေါ့တူးနဲ့တယောက်သေမလောက်ချစ်ပေမဲ့ညာချင်မှညာတာ ဒီတော့သမီးစားဆိုတာတယောက်နဲ့တယောက်ယူသိမယူသိရင်းနှီးစွာလေးလာအကဲခတ်ချင်းရဲ့လို့သဘောထားပြီးမိ쇠ဖြစ်တော့တာချစ်တဲ့နေအကြောင်းတစ်ခုခုကြောင့်မပေါင်းရသည့်တိုင်အောင်စိတ်မှတိတ်မထိခိုက်ဘူးပေါ့အဲ့ဒါသတိထားအချစ်ဆိုတာပြောရရေရလွယ်သလောက်လက်တွေ့ကြတော့သတိတရားကင်းမဲ့ပြီးအချစ်လှဲ့စားသလိုခံရတာပဲအေးကြီးစားဖြစ်ဖြစ်မိဘဆွေမျိုးဘယ်သူဖြစ်ဖြစ်တိတ်မချင်းနေအလွန်အကျွန်းချင်းရင်အလွန်အကျွန်းမဲ့ဒုက္ခတွေ့တတ်တယ် မမတင်သည်တကြိမ်သောအခါခါတဖောဖောသတိပေးရင်တလုံးချင်းရှင်းပြခဲ့သောဥညုမောင်၏အထက်ပါစကားများကိုကြားရောင်းလာ၏။အာငယ်ဝန်းနေနှင့်မျက်ရည်ရွှဲနေသောမမတင်၏မျက်နှာလေးမှာတဖြည်းဖြည်းကြည်လင်၍ခက်ပြုံပြုံရွှင်လာ၏။ရှင်ကိုကော၍ခက်မုံမောရဲလိုက်လေ၏။ကိုနေဘာမှမတော်သေးတဲ့ယောက်ျားတစ်ယောက်ကအတုမမသည့်အစမမသည့်မချီတင်ကဲဝန်းနေပူဆွေးကလေးပြသွားုံနဲ့ငါကုငါတလောက်စိတ်ဒုက္ခဖြစ်အောင်ဆွေးမိတာဟာစင်စစ်တော့ရဲစရာကြီးပဲ။ သူနဲ့ငါပါဆိုင်သေးတာမှတ်လို့မမတင်သည်ဤသို့လင်စိတ်ထဲမှရေရွလိုက်ပြီးကြီးစွာသောအောင်မြင်မှုကိုရလိုက်ပြီးတကယ်တော့နိနေချိုက်ချိုက်ပြုံးလိုက်ကဇက်ကနေထား၍အပေါ်တတ်သို့ပြည့်တက်သွားလိမ့်၏ရေမိုးချိုအဝတ်စားလဲတနခါရေကျဲကလေးပွင့်၍ထွက်လာသောမမတင်အမူအရာကိုကြည့်ရသည်မှာတစုံတရာတော့ကဘာမှမရှိသလိုရွှင်ချိုချိုကလေးလန်းနေ၏တမင်စာကန်တို့ဝင်၍အသိပြင်ထားသောနေနေစာကိုမင်းရေရှေ့ရေစာတောင်းနေရမှတစုံတရာကိုတွေးမိသလိုငေးသွား၏ ခရိုင်းဆိုရင်နည်းနည်းရောညာပါကိုတင်မောင်နေသားလက်ဆောင်စားခဲ့သောများများတင်သည်ရခုကဲ့သို့အပေါ်ကင်ဝေးနှင့်တယောက်တည်းတွင်နေရသည်၌ဆွေးသလိုဟာသလိုလိုဘာလိုလိုဖြစ်တော်လဲထိုစိတ်သည်ကြာကြာခိုအောင်ခွေမရသတိနှင့်တံပစင်ကိုညံရှင်၍ထိုးမိသောများများတင်သည်ဝင်လာသောထိုစိတ်ရှုပ်ကိုခေါင်းခါ၍ထုတ်ပြလိုက်၏ ရှာရိုးပြင်မျက်နှာချင်းတစ်ခုလုံးကောက်ွက်ထားသည်မှန်တော်လဲပူပြင်းလာသောသူမိုးရှိန်ကြောင့်မြများတင်သည်အပေါ်ထက်တွင်ကြောက်ကြောင်မနေနိုင်တော့ပဲရတောင်ကလေးကင်မြောက်၍အောက်ထက်သို့ဆင်းလာခဲ့၏ထိုင်နေကြကလထိုင်စီတွင်ခလန်လန်ရှိပြတင်းပေါင်းမှနေပြောက်ထိုးနေသောကြောင့်တကားပိရန်ရှောက်လာခဲ့သည်နိုင်စောစောကလုံထွေးပြလိုက်သောစာလေးမှာတစ်ဖက်အောက်သို့ကြောက်မသွားပဲတကားပေါင်တောင်နာတွင်ထူးထူးဆန်းဆန်းတင်နေသည်ကိုတွေ့ရလေ၏ ကိုတင်မောင်ကိစ္စနဲ့စိတ်နှောက်ရှုပ်ပွေးတွေးဝေးဝေးဖြစ်နေစဉ်ထူဆောင်ရောက်လာသောကြောင့်စိတ်ပေါပေါနဲ့လွင်ပြခဲ့သည်မှန်တော်လေရေကူမြမြတင်မောင်စောစောကမြမြတင်မဟုတ်ကိုလန်းစိတ်ရွှင်ကြည်ကြည်လင်းလင်းဖြစ်နေလေရာထိုစားကိုမြင်သည်နှင့်ရုတ်တရက်ကောက်ယူခဲ့ကကလတိုင်တွင်ခက်လွယ်လွယ်ထိုင်ချလာရင်ခြေမာလီသောစာလုံးထွေထွေကိုဆန်ဆန်ရံရံပြန့်သောအောင်ပြန့်၍ခေါင်းရှင်ရှင်နှင့်ဖက်နေလေ၏မြမြတင်ဒီစာဟာ မြမတင်ကိုကျွန်တော်ချစ်လို့ပေးတဲ့မေတ္တာစာသာဖြစ်တယ်ဆိုတာကိုတော့မြမတင်စောစောကသိထားရင် ကောင်းလိမ့်မယ်လို့ထင်ပါတယ်ခေစကားနဲ့ပြောရရင်ယာတို့ပစ္စည်းကုန်းဆိုလို့မမဲရရမရှိတဲ့ကျွန်တော်လှဖို့လို့ပစ္စည်းမဲ့လူဒန်းစားတယောက်ဟာမြမတင်လို့တထေသမီးတယောက်နဲ့ချစ်လို့ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့မြမတင်အပေါ်မှာသာတည်ပါတယ်တကယ်လို့မဖြစ်နိုင်ဘူးဆိုရင်တော့ဒီစာကိုလည်းစက်ဖက်နေဖို့မလိုဘူးထင်တာပဲကျွန်တော်မြမတင်ကိုချစ်တယ်ဆိုတဲ့ကိစ္စမှာဘာကြောင့်ချစ်တယ်လဲဆိုတဲ့မေးခွန်းပေါ်လာတယ် ေါ်လဲပေါ်လာတဲ့မိကုံမှာပဲရိုးသားစွာဝန်ခံမယ်ဆိုရင်တော့မမြတင်ဟာချောတယ်လှတယ်ကြက်တည်ရရှိတယ်ယင်ကြီးတိမ်ဝင်ပြီးကိုချင်းတရားကောင်းတယ်အိန္ဒြေသိက္ခာရှိတယ်အဲ့ဒီလိုအယီချင်းတွေနဲ့ပြည်စုံလို့ကျွန်တော်ချစ်တယ်နိုးအဲ့ဒီအထဲမှာတတိသမီးမိုးဆိုတဲ့အယီချင်းကမပါဘူးလားလို့မေးမယ်ဆိုရင်ကျွန်တော်ကမပါဘူးလို့ဖြေရပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီတတိသမီးဆိုတဲ့ဇာတ်ရဲမှာမိဘရှိတဲ့ပစ္စည်းသမီးကုံပိုင်နေဆိုတဲ့အတိတ်ပဲမပါဘူးမဟုတ်လားမမြတင် တတိသမီးမို့ချစ်တယ်ဆိုကြတဲ့ကဒီအချစ်ဟာမတန့်ရှင်တော့ဘူးငွေမဲ့လို့ဆိုတဲ့သဘောမျိုးတက်ရောက်သွားပြီတကယ်လို့ကျွန်တော်ကိုယ်တိုင်မြမတင်ကိုတတိသမီးမို့ငွေမဲ့လို့ချစ်ပြီးမယူအသေးစကားတနင်းနီးနဲ့ညကြပြီဆိုကြပါစို့ကျွန်တော်တို့ပစ္စည်းမဲ့တာမညာတတဝါနဲ့မြမတင်တို့မိဘတွေကသဘောတူနိုင်မလဲလားအမွေပြဲဆိုတဲ့ကြောင့်ညာဟာတည်တည်ချာချာထွက်လာမှာပဲအဲ့ဒီတော့ငွေမဲ့မှုဆိုတဲ့ကျွန်တော်ရီမန်းချက်တွေဟာရေးဖြစ်မကုန်ပြီဘူးလား အဲ့ဒီတော့ကျွန်တော်မြမတင်ကိုချစ်ရမှာတတိသမီးဆိုတဲ့ကုန်းပုတ်တစ်ခုကိုတော့ဘယ်တုံးကားမှထည့်သွင်းမစင်စားခဲ့ဘူးဆိုတာယုံကြည်စေချင်တယ်။ရုပ်ရည်နဲ့ပတ်သက်ပြီးတကယ်လို့ကျမအယုတ်ဆိုနေကိုချစ်နိုင်ပါမလားလို့မေးရင်တော့ဒါဖြေဖို့တိတ်မလွယ်လာဘူး။လူမှန်ရင်ဘသူဖြစ်ဖြစ်အမျိုးအစားနာအသားချင်းတူသည့်တိုင်အောင်အစဉ်အသွေးလှလှလေးမှဝှစ်ချင်တဲ့လူစိတ်ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်။အခုမြမတင်ကချောရဲလှတယ် ဒါကြောင့်အယုတ်ဆိုးခဲ့သည်ရှိတော့ဆိုတဲ့ပြဿနာမိကုံးကတော့ပေါ်ကိုမလာသင့်ဘူးဒီမိကုံးပေါ်လာရင်လည်းလူရင်းမရောက်ပဲအချိန်နေရှုပ်ထွေးသွားအောင်အပြင်ဘာမှအထောက်ပံ့ဖြစ်မယ်မဟုတ်ဘူးလို့ကျွန်တော်တွေးမိပါတယ်မြမတင်ရင်ကျေးတုံမေမှုနဲ့ကိုကျင်တရားဒါကတော့လူတိုင်းလူတိုင်းအဖို့အရေးကြီးဆုံးတော့ချက်ပဲလို့ဆိုချင်ပါတယ်လူတယောက်ဟာဘလောက်ချမ်းသာပြီးပညာရည်မိုးပြန်အောင်တတ်နေပေမဲ့ကိုကျင်တရားညံပြင်းတော့လူမပြီးသားတော့ဘူးအဲ့ဒါလို့ကိုကျင်တရားညံပြင်းတဲ့လူဟာသူ့အဖို့တာပြီးတော့အကျိုးရှုပ်သလားဆိုတော့ မဟုတ်ဘူးလူတိုင်းလူတိုင်းပိုလဲအနောက်ရက်တခုပဲအဲ့ဒီတော့မမြတင်တော့အခုလို ကိုချင်းတရားမကောင်းရင်တော့ကျွန်တော်ချနိုင်မှုခဲရင်မှအမှန်ပဲကဲကျွန်တော်လိုလားတောင်းတာသဘောကျနိုင်မဲ့အရေးချင်းတွေတော့ဖော်ပြခဲ့ပြီးပြီအဲ့ဒီအရေးချင်းတွေလည်းမမြတင်မှာအပြည့်စုံရှိနေပြီကျွန်တော်ကလည်းမမြတင်ကိုချစ်ခဲ့ပြီဒါကြောင့်ကျွန်တော်ကိုပြန်ချစ်ပါလို့ပြောလို့သလားဆိုတော့လေဒီလိုလဲတကူကောင်းတစ်ဖက်သက်မပြောလို့ပါဘူးမိမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ် ရိုးမြင့်ကြချနိုင်ဖို့နဲ့တစ်သလုံးအတွက်အကောင်းဆုံးအိမ်အောင်ပဲရနိုင်ဖို့ဟာတတိကြီးကြီးထားပြီးတော့ရွေးဖို့လိုပါတယ်။ကျွန်တော်ကိုလည်းဝေဖန်ပါအောင် အကဲခတ်သုံးသပ်ပါအောင်လက်ရှိအခြေအနေကတော့မြမတင်သိတဲ့အတိုင်းမုတ်ဆိုးမမိုဟင်းကားတဲ့တယောက်ရဲ့သားကျွန်တော်ကိုယ်တိုင်ကလည်းမိုဟင်းကားတဲ့ဒါဝိမဲ့တလောက်ကို150ကနေ200အထိဝင်ငွေရှိပါတယ်။ဒါရီဖော်ပြနေတာကတခြားရွယ်ချက်ကြောင့်တော့မဟုတ်ပါဘူး။အိမ်အောင်တစ်ခုရဲ့တာယာမှုအတွက်ဒီဝင်ငွေဟာလုံလောက်မလုံလောက် ဒီလိုဝင်ဝင်နေတဲ့လူတယောက်ကိုအိမ်အောင်ပဲပြုသင်မပြုသင်ဆိုတဲ့အချက်တွေထည့်သွင်းစဉ်းစားနိုင်မှုပါပဲအဲ့ဒီဝင်ဝင်ကိစ္စနဲ့ပတ်သက်ပြီးမြများတင်ကိုနောက်ထပ်ပြောချင်တာကတော့အခုဖော်ပြလိုက်တာဟာလက်ငင်းအခြေအနေသာဖြစ်ပါတယ်ဒီထက်တိုးပေါ်နိုင်ရေးအတွက်ပြင်းပြင်းထန်ထန်စူးစမ်းလျက်ပါပဲကျွန်တော်ရုပ်လက္ခဏာအင်္ကာအရေးချင်းကိုချင်းတရားနဲ့ပတ်သက်လို့ကတော့ကျွန်တော်ကိုရည်သွေးကြမလို့ပါမြများတင်ကိုတိုင်းပဲအကဲခတ်ဆုံးဖြတ်ပါတော့ဒါကတယောက်နဲ့တယောက်ချင်နိုင်မချင်နိုင်မှသုံးသက်ဆုံးဖြတ်ဖို့လိုတဲ့ကိစ္စပါ မြမတင်မကျင်နိုင်ရင်တော့ဘာမှစဉ်းစားဖို့မလိုတော့ပေဘူးအခုလိုစာမျိုးရေးလိုက်မိတဲ့အတွက်မြမတင်မကျင်နိုင်ဘူးဆိုရင်ကျွန်တော်တောင်းပန်ပါရနော်တကူတော့သတိပေးပါစီမြမတင်တကယ်လို့တယောက်နဲ့တယောက်ချင်နိုင်ဖြစ်နိုင်မဲ့အလားအလာရှိတယ်ဆိုပါတော့ဒါပေမဲ့ကျွန်တော်အပေါ်မှာမြမတင်မနှိမ့်ညွနိုင်တဲ့ချိုးရင်းချက်ရှိနေလို့ငင်းပယ်ရတဲ့အခြေမျိုးတော့မဖြစ်စေချင်ဘူးဘာပဲဖြစ်ဖြစ်မြမတင်သဘောမကျတာရှိရင်သိပါစီမြမတင် စိတ်တိုင်းကြဖြစ်အောင်အတက်နိုင်ဆုံးစူးစမ်းဖို့တော့အသင့်ပါပဲမြမတင်လှပို့ မမတင်ဤမျက်နှာလေးမှာစာဖတ်၍ဆုံးသည်နှင့် အာရပါရကြီးပြုံးလိုက်၏ပြုံးရမှရေလိုက်သဖြင့်ပလဲတွေအလားတောက်ပြောင်သောသွားလေးများပင်အဖွေသာပေါ်လာ၏ရေရမှတကားဝမ်းသာလွယ်လာသောသူစိတ်ကိုတတိနှင့်ထိန်လာ၍လားမသိချက်ချင်းဆိုသလိုပင်တီတီငင်ငင်နှင့်အိန္ဒြေယာသွားပြန်၏မမတင်သည်ထိုစားနှင့်ပတ်သက်၍စိတ်လှုပ်ရှားနေဟန်ရှိတော်လဲသူကိုကြည်ရသည်မှာပေါ်ပေါ်ဆဆမတွေ့ဘဲလေးလေးနက်နက်နှင့်စဉ်းစားနေသည့်အတွင်မင်းသေးသေးနှင့်တီလာတော်၏ ဆယ်လေးနှစ်အရွယ်အပြိုးပေါင်းမှအသက်20ရောက်ခဲ့သည့်အထိမြမတင်အားချိန်ရပေးခဲ့သည့်မေတ္တာစာကားမနေလာပေတည်တည်ချာချာတင်စီစုဆောင်ထားမည်ဆိုပါကအကြီးစားမုံတတာပုံနေပင်ပြေမောက်လိုလိုရှိပေလိမ့်မည်ဆောင်ရီအပြင်ဆိုကားလဲရာကြောလင်းကြောမီထုထက်ကရောမီမဟုတ်ပေမြမတင်းသည် ရာသမျှသောစာများအ ਨੇ ဖက်သည်လဲရှိ၏မဖက်သည်လဲရှိ၏ဖက်၍မှတ်မိသမျှသောစာတိုင်း၏လိုရင်းသဘောအတို့ချုပ်မှလဲချစ်ပါချစ်ပေးရစီဂုံဤမတူးလို့လား စာမဝင်အိမ်မပြောယူရပါတော့မင်းစင်ရဲသားမှုမုံတာလာခင်ရင်မစိမ့်ပင်ကြီးတရားပါတော့မင်းမမြင်ရမနေနိုင်အစရှိသောသဘောမျိုးသားပါဤထိုးထက်ရှင်ရှင်တွေးသောမမြတင်ထမ်းမှသူတို့ကသာလူလားချက်တွေတွင်တွင်တောင်းနေကြဤမမြတင်လူလားချက်ကအပင်ဤဟူသည်ကိုမူသူတို့တွေတွေးရန်လဲမင်းနေဤမင်းရန်လဲတတိမယပင်းရန်ကိုတော်ကားလုံလုံလရလရစင်စားစိတ်ကူမိမိပင်မဟုတ်ပေထီတကူကောင်းသမားတွေ မြမတင်သည်ထိုတိုင်းတွေးမိသဖြင့်ဤအတိုင်းရေရွလိုက်၏ရခင်သောအကာကမြမတင်သည်ထိုသို့လည်းမတွေးမိဤသို့လည်းမရေရွခဲယခုကိုလာပေါ်ဤစာကိုဖတ်မိသည်တွင်အတွေးကောတပြုံတကောင်းကြီးဝင်လာ၏အမြင်လည်းမှန်လာ၏ကွာရဲကွာရဲကွာရာမနည်းနည်းလေးမှမဟုတ်ဘူးမြင့်မောတောင်နဲ့စည်းစည်းလောက်ပဲသွေးခွက်နဲ့ပင်လယ်လောက်အုံမုတ်ခွက်နဲ့ရွှေပလောက်လောက်ကိုကွာရဲငါကိုချစ်လာခြင်းရဲ့ဆိုတဲ့အရင်ရင်တတဝါရီနဲ့ကိုလောက်ပုံနဲ့ဟာလေအဲ့ဒီအတိုင်းပဲကိုပဲကွာရဲ ကြည်စံဘလောင့်သဘောထားပြေဝရလူလေသူကတော့ငါ့ကိုဒီလိုဒီလိုအရေးချင်းတွေရှိလို့ချစ်တယ်သူကလည်းငါလိုလားတောင်းတတဲ့အရေးချင်းမျိုးရှိမရှိသိအောင်အကဲခတ်ပါအောင်နဲ့သူကငါ့ကိုချစ်တယ်ဆိုုံနဲ့သူကငါကမျက်စိမိတ်ပြီးပြန်မချစ်ပါနဲ့အောင်စဉ်းစားပါဆိုတဲ့အတိတ်ပဲကဲဘလောက်ယောက်ျားကောင်းပြီးသားတယ် မမြတင်သည့်ကတ်စောစောကစိတ်ပေါက်ပေါက်နှင့်လုံတွဲချေမုံပစ်သည်ကိုပင်ရင်တုမနာနောင်တစိတ်တွေဖြာလာပြီးသည့်အလားထိုစာရွက်အထက်ကလေးကိုဇပွဲပေါ်တွင်တရွက်စီတင်ပြီးသူလဲနူနူကလေးဖြင့်ယူယူရရပုတ်ခါတက်ခါဖြန့်နေရမှဤသို့လဲခတ်တိုးတိုးရေရွလျက်ရှိလေ၏ရောက်လာသည်များစာတိုင်းလိုလိုပဲငါဘလောက်ချော်တယ်လှတယ်ဆိုတာတွေမြောက်ရေးကြပြီးလူရင်းကိုခြုံလိုက်တော့မောင်ကိုချစ်ပါဆိုတာလောက်ပဲအပြေထွက်လာတယ်အရေးကြီးတာကသူတို့လိုပြေဖို့ပဲထင်ပါရဲ့ တပည့်သားရဲ့အလိုပြေဖို့ကိုတော့မိနေကြတယ်ကိုလာပေါ်ကတော့မြမတင်သည်ဤသို့လင်းစိတ်ထဲမှာရေရွလျက်ချက်ချင်းဆိုသလိုပင်ထူစာလေးရွက်ကိုစာမျက်နှာအစင်လိုက်တက်၍နောက်တစ်ချိန်ဖက်နေပြန်လေ၏ယခုတပံထက်၍ဖက်ရ၌မြမတင်သည်အတော်ကလေးသတိထား၍စဉ်စားဖက်သောကြောင့်လားမသိစောစောကထက်ဆယ်မိနစ်ခန့်ပိုး၍ကြာကအဆအဆုံးထိသူမျက်နှာကလေးပြုံးနေ၏ရေရွမြည်တမ်းတန်ဟု၍တစုံတရာပါမပေါ်မလာစေကောင်းမူဟင်း လေးလေးတွတ်တွဲနဲ့ခက်သက်သက်တန်ပေါ်လာသောတက်ပြင်းချတန်လီကတစုံတရာပြောဆိုလိုက်သည့်ထက်လေးနဲ့အတိတ်ပဲကိုစောင်းရဲရှိလေ၏အပေါ်နှုတ်ခမ်းပြားနှင့်နှစ်ဖူးမိုးလေးတွင်စုနေသောချွေဦးလေးများကိုအင်းကြီးလက်ပြားကလေးဖြင့်တိုးလိုက်ပြီးမှမြများတင်သည်ထူစာရွက်ကလေးကိုတည်တည်တတ်တတ်ခေါ်၍ပိုလီအိတ်ထဲသို့ထည့်ရင်းခက်လန်လန်ရှိပလက်ကလက်ထိုင်းစီသို့ကြီးလိုက်သည်တွင်မြည်သည့်အချိန်ကဆင်းလာသည်မသိသောဦးညိုမောင်သည်နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသည်ကိုတွေ့ရလေ၏ ။ဦးညွန့်မောင်သည့်အိမ်သားအားလုံးကိုလူရင်ကျေမှုနှင့်ပတ်သက်၍ဆုံးမရ၌အလွန်စနစ်ကျခဲ့သည်နှင့်အမျှသူကိုယ်တိုင်လည်းထိုလူရင်ကျေမှုကိုတိတိကျကျလိုက်နာကျင့်သုံးသူဖြစ်၏။ယခုလည်းမမတင်ပထမအကြိမ်စိတ်ဝင်စားစွာနှင့်စာဖတ်နေသူတမိအားတစုံတရာအနောက်ရှက်မဖြစ်စေလိုသည့်အတိုင်းလေကားပြီးမှကြွေကွင်းသွားသောကြောင့်မမတင်မမြင်လိုက်ရခြင်းဖြစ်လေ၏။ မြင်နေချင်းဆိုင်ရှိလေကောင်းမဆင်လာသူလူတစ်ယောက်လုံးကိုမမြင်သည့်တိုင်အောင်ခြေတံကိုကြားသင့်ပါလျက်အီမြထီအောင်ထိုစားတွင်စိတ်ဝင်စားနေသဖြင့်လူကိုလည်းမမြင်အတန်ကိုလည်းမကြားဖြစ်ရပုံစံပြလာသည်ကိုတွေ့မိတော်မများတင်သည်ခေါင်းတင်ငိမ့်ငိမ့်ချင်းပြုံနေရမှရထောင်ကိုဆွဲ၍အိမ်နေသူဦးညိုမောင်စီတို့လျှောက်သွားကားပေးကြကြတွင်ရန်လျက်ညင်ညင်သာသာရက်ခတ်ပေးနေလေ၏ ။မြမတင်ဤလက်ကလေးတစ်ဖက်သည်မနေမမြန်အရှိန်မမန်ဖြင့်ရက်ခက်လျက်ရှိကသူမျက်လုံးများသည်ကြီးညိုရိုသေးပွဲစက်တရေကျွေလာသောဖခင်ကြီး၏မျက်နှာစီသို့စူးစိုက်နေသည်မှန်တော်လေ။သူစိတ်မှမူကားတစုံတရာသောတွေးခွက်တွင်လေးနှစ်စွာကြည်နူးနေတဲ့ကဲ့သို့ရှိရာမှပေါ်လီအိတ်ထဲသို့လက်၌စံကင်လိုက်ကပချိုင်ကလေးပင်ပေါ်လာသည်သည့်အတော်ကြောင့်အောင်ပြုံးနေလေ၏ မကြမီပင်အရှေ့စီမှကြီးကနေမော်တော်ကားရပ်တန်းနှင့်အတူလီဗာကိုနေရင်ခက်ပြင်းပြင်းဆက်ရှိန်တက်လိုက်သည့်အတ္တမပေါ်ထွက်လာသည်နှင့်မမြတင်သည့်လက်ကလေးမြောက်၍နိုင်ကိုကြည့်လိုက်၏ကိုတင်မောင်လာပြီထင်ပါရဲ့ဟုလဲစိတ်ထဲမှရေရွမိကမတိမတအားဖြင့်ချံပေါင်းဝါစီတို့အမျောကြည့်လိုက်သည်တွင်ခေါင်းငိုက်ဆိုင်နှင့်ဝင်လာသူကိုတင်မောင်ကိုမြင်ရသောကြောင့်မမြတင်မောင်စိတ်မကောင်းသလိုမျက်နှာကလေးအိုသွား၏ ကိုတင်မောင်သည်အောက်တက်အိမ်မကြီးအတွင်သို့ဝင်မိသည့်တိုင်အောင်အိမ်မော်တို့ရုတ်တရက်မတက်သေးပဲမြမြတင်ထိုင်နေရှိသောဇပွဲစီသို့လှမ်းကြည့်လိုက်ရာတွင်မြမြတင်ကိုမတွေ့ရတော့လေဇပွဲပေါ်ရှိငငယ်သေးသေးနှင့်အဖွေသားပုံနေသောမိမတော်လက်ကင်ပွားလေးကိုမြင်လိုက်ရသည်နှင့်မြမြတင်အိမ်ပေါ်မတက်သေးကြောင်း အတန်းတိသွားသကဲ့သို့ကိုတင်မောင်သည်ဇပွဲရှိရာသို့ရှောက်လာပြီးအတွင်ဘက်လှမ်းကြည့်သည့်၌မြမြတင်နှင့်အကြည့်ချင်းဆုံသွားလေတော့၏ သူမျက်စိချင်းဆုံသွားရနိုင်ကိုတင်မောင်သည်ခရိုင်ကဲ့သို့ရရဲတင်းတင်းမရှိလာပဲမျက်လုံးကိုရုတ်တရက်ချလိုက်ကကွန်တရီ30မြောက်ပင်နေသောသူရှုဖနက်၏ဥပိုင်းကိုသာခေါင်းငုံစူးဆိုင်ကြည့်နေလေ၏ပြန်လာပြီလားကိုတင်မောင်လာလီအိမ်မော်တက်ချီရအောင်ကိုတင်မောင်ကိုထူးထူးဆန်းဆန်းပြစရာတခုရှိတယ် ရတောင်ကလေးဖြင့်သူကိုယ်သူရရင်ပြင်းပြင်းစွာရှောက်လာတော်မြများတင်းသည်ကိုတင်မောင်အနီတို့ရောက်သည်နှင့်ဤသူခက်ပြုံပြုံပြောလိုက်ပြီးကိုရှိန်မသက်ရက်လေရက်မနေတော့ပဲအပေါ်တတ်သူတက်သွားသောကြောင့်ထက်ချက်မကွာကိုတင်မောင်မှတက်လိုက်သွားလေ၏ရှိမတက်သွားသူမြများတင်းသည်အပေါ်တတ်သူရောက်သည်နှင့်သူ့ဣခန်တွင်ဝင်သွား၌ကိုတင်မောင်သည်အပေါ်အင်ကြီးချွေ၍နယံတွင်ချိတ်လိုက်ပြီးဧကန်းရှိဆိုဖာတွင်တစုံတရာစိတ်ညစ်သလိုခြေပြက်လက်ပြက်ထိုင်ချလိုက်သည့်မရှိမနှောင်းတွင်မြများတင်ရောက်လာကား ဒီမှာကြည်စမ်းကိုတင်မမလှဘူးလားလို့မြတ်တင်ဒီပြောပြောထိုင်ထိုင်မျက်နှာချင်းဆိုင်လာရင်လက်ထဲတွင်ပါလာသောဓာတ်ပုံတစ်ခုကိုလှမ်းပေးနေသောကြောင့်ကိုတင်မောင်လင်းထိုဓာတ်ပုံကိုစိတ်ပဝင်စားစွာနှင်ကြည့်ရှုနေလေ၏လူဒီမြောင်းနေစိတ်ချင်းသာအတူသဖြင့်တော်တော်သည်ခနာကိုလှူရှားမှုခြင်းမှာဒူနေလင်းခဲရကြီးရဲ့လူဒီအသိဉာဏ်အရာ၌မြောက်ထက်သာသောကြောင့်စိတ်ကပင်လှူရှားတော်လဲခနာကိုသည်မြောက်ကဲ့သို့ခုံပေါက်ပြေးလွားနေသည်မရှိ ကာယင်တွေဤဆောင်သီးမှုဖြင့်တည်ငြိမ်နေသည့်သားများဤထို့အတူမြမြတင်ဤစိတ်သည်လည်းတည်ငြိမ်ခြင်းမရှိလှုပ်ရှားနေသည်မှာရိုးရိုးလှုပ်ရှားခြင်းမျိုးမဟုတ်လောကီပုံသားတို့အဖို့အပြင်းထန်ဆုံးအချစ်ကိစ္စဤစေစောချက်ဖြင့်တသက်ခါထောင်ချဆိုင်းလောက်သောလှုပ်ရှားမှုမျိုးဖြစ်ဤသို့သောငကိုလိမ်မာမှုအခြေခံရှိသောမြမြတင်မှာဥညုံမောင်ဤပိပာနလာသောအစုံမဩဝါရာကြောင့်မရင်မရိုင်ထိမ့်သိမ့်နိုင်ခဲ့သည့်သားဖြစ်လေ၏သို့သောခန္ဓာကိုယ်လှုပ်ရှားမှု ်သို့သောခန္ဓာကိုယ်လှရှားဖောက်ပြန်မှုကိုသာမမြတင်ထိန်နိုင်ဤသူစိတ်ကိုယ်ကမထိန်နိုင်ဟိုရင်ဒီရင်ဖြင့်အစဉ်တင်ရာတိမ့်နေသေး၏နနက်ပိုင်းကကိုစင်သိမ့်နှင့်မိမိပြောစရာရှိသည်ကိုဆွေးနွေးနေရဝဲမိမိစိတ်ထားသည်အလွန်စင်ကြဲသည်ဖြစ်ပါလျက်ထိုသည့်အချက်ကိုတသက်မဲ့စော်ကား၍ဆွလာဆွဲလာနှင့်မဟာတရားပြောသူကိုတင့်မောင်အားမမြတင်သည်မထောင်မညာခန္ဓာနာကလေးပြောခဲ့၏ပြောပြီးအတန်ကြာသော အာနာလာဤ သူအာနာနာသည်အဆုံးတွင်ကငါနဲ့နော်မင်းတို့ဒီလောက်ရရဆက်ဆက်ပြောမိတယ်ဟူသောမိမာတို့ဂျင်နာရတ်သောမိခင်စိတ်ကလေးပေါ်လာက ကိုတင်မောင်ဤစောကားမှုကိုပင်မေ့ပြလိုက်သေး၏။မြမြတင်သည်သူရရသည်သည်ပြောလိုက်သောကြောင့်ထမင်းပင်မစားနိုင်ရှာပဲစိတ်ဆင်းရဲစွာနှင့်ထွက်ခွာသွားရသော ကိုတင်မောင်အားအတနာကြီးအတနာကဲ၏။ဦးလိုက်သေးဖို့မျက်ရည်ပင်ယူမတက်ဖြစ်ခဲ့ရသောလေတတိနှင့်တံပစင်ကိုညံရှင်၍ထိန်ခဲ့၏။ သို့သောမတိမတာရင်နေပြီဖြစ်သောသူ၏အချစ်စိတ်သည်ကိုတင့်မောင်အားတနည်းနည်းနှင့်ချော်ယံလုံးစောခဲ့၏သူစီကောင်မှုမျိုးများတင်သည်မိမသားဖြစ်သောကြောင့်ဒိုင်းရိုက်တဲတူအိန္ဒြေမဲနီမျိုးများဖြင့်ကမချော်လိုထို့ကြောင့်လေဓာတ်ပုံကိုယူမဲ့ဖွဲ့၍နိပရိယေနေချေယံမျိုးများတင်ကြံခဲ့၏ထို့နောက်တဖန် ကိုလားပိုထံမှစာကိုဖက်လိုက်ရသောအခါ၌စိတ်ကလေးအညွတ်အနူးသည် ကိုလားပိုစီသို့ကူးသွားပြန်၏မြူလဲမြူပြော်လဲပြော်အတော်ကလေးတာယာသလိုရှိနေကဲ့ကိုတင်မောင်ရောက်လာသည်တွင်အတွေ့အပြင်ကိုလားပိုထံရောက်နေသောမြမတင်စိတ်ကလေးသည်အတွေ့ဖြစ်သောကိုတင်မောင်စီသို့တမဟုတ်ချင်းရောက်လာပြန်ကမူလအစီစဉ်အတိုင်းဓပ်ပုံနှင့်မာယာကိုသုံး၍မတိမသားပြုံးနေလေ၏ဘယ်နဲ့လေကိုတင်မောင် မလှဘူးလား ဒါကျမဆလင်းနေသမီးတို့ကကျောင်းကဝင်းမဝင်းကပြီးနောက်ဆုံးနေ့မှာရိုက်ထားတဲ့ဓပုံလေးစတုံးစမိတ်ပန်းရှိထိုင်မသိအင်ဂျီအဲ့ဒါတွေဟာကြီးကြီးရဲ့ချိတ်ထမိန်နဲ့လေဂရီပါပိန်နှံဖနှက်လှကလေးစီလို့တိတိကျကျကြည့်စမ်းကျမလှတာတဲ့ရှင်းမြမအဝိစားကပို့ပြီးတော့ချစ်တယ်မရှိဘူးလားကိုတင်မော ခက်ဆက်ဆက်လေးအရိုက်ခံရသောတောင်းငယ်သည်မိခင်ဤမုံပေးချော့မြူခြင်းခံရသည်၌မနေ့တုန်းကတော့လူများကိုရိုက်ပြီးမှဟုစကနာထိုးသည်လို့ပြောလိုက်ခြင်းတော်လဲမပြောဝင်သည့်တောင်းငယ်ကဲ့သို့ကိုတင်မောင်သည်လေထို့အတူတော်ပါများရဲ့မနေ့တုန်းကတော့လူကိုတပြားမှမတန်အောင်ပြောပြီးမှဟူသောစကားမျိုးဖြင့်မိကရွယ်ကခနေလိုက်ခြင်းဤသို့သောမဝန့်ရွံလက်စာရှိနေသည့်အတိုင်းဘာပြော၍ဘာဖြစ်ရမှန်းမသိဓာတ်ပုံကိုသာအကြောင်းသားငေးကြည့်မိသည့်တွင် မမတင်ကဤသူလိုက်လိုက်ရောရောပြောဆိုမင်းမြန်လိုက်တော့ကြောင့်ဒီလိုပဲဟုတ်မလဲမြရဲ့အဝိဇ္ဇာကဘလောက်ပဲချက်ကြီးရှိရှိဝှထားတဲ့သူလှမပဲကြည့်တော့ကောင်းတော့မပေါ့အခုတိုင်းဆိုရင်အဝိဇ္ဇာကလည်းအိန္ဒြေရရနဲ့ယင်းမြကလည်းချောတော့ဘာပြောစရာရှိသလဲတကယ်လို့ရှင်တော်ဘုရားသာတတော်ထင်ရှားရှိနေသေးရင်မြကတော်ဝင်သူပွဲသူနဲ့ချီးမြောက်စားခြင်းမခံရဘူးလို့ဘယ်သူမှလောင်းရဲမှာမဟုတ်ဘူးအလို့ ကိုတင်မောင်ကလည်းမဲဆွဲကောင်းသားပါကလားတိတ်လည်းမမြောက်ပါနဲ့လီချီကျော်လက်ချော်မတော်ကြတော့မှဖြင့်တကယ်ပြောနေတာမြရဲ့မြကမြောက်ပြောနေတယ်ထင်နေရင်တော့ဖြင့်မတက်နိုင်ဘူးပေါ့လီကိုတင်မောင်မြအပေါ်မှာဘလို့သဘောထားတယ်ဆိုတာအစ်စ်မန်တိုင်းသာမြသိမယ်ဆိုရင်မနဲ့ကလိုတော့ခါခါတီးတီးမြပြောရမှာမဟုတ်ဘူး ရဲမလိုပြုံးမယောင်နဲ့အမထင်မငော့ပြောနေသောကိုတင်မောင်သည်စကားဆုံးသည့်နှင့်ပြုံးရမှဒီမျက်နှာထားမကြည့်မလင်ဖြစ်သွားသောကြောင့်မမြတင်ပင်လင်းထိုးညွှန်းခဲ့သွားသောကိုတင်မောင်၏အမူအရာအတွက်စိတ်မကောင်းဖြစ်မိတော့ကကဲပါကိုတင်မောင် ပြီးခဲ့တာတွေမေ့ပြလိုက်ရင်ကောင်းမယ်လာလာထမင်းစားကြည့်စို့မြမတင်သည်တစုံတရာစကားကြောရှိနေမည်ဆို၍လားမသိချက်ချင်းစုသူလိုတမင်စာကန်းတို့ဝင်သွားသောကြောင့်ကိုတင်မောင်လေးကမန်းကရန်ရီမှုချိုအဝိစာလေးနှင့်15မိနစ်ခန့်ကြာသော ကိုတင်မောင်နဲ့မြမတင်တို့ထမင်းလက်ဆောင်စားရင်ခါရင်ကဲတို့ပြုံပြုံရွှင်ရွှင်ဖြစ်နေကြပြန်လေ၏ဒီနေ့မနေ့စာထမင်းပင်မစားတဲ့ကိုတင်မောင် မြတို့တနေ့လုံးစိတ်ထိခိုက်နေတာဘယ်ကလာထမင်းစားနိုင်အောင်ပါလဲမြရဲ့နို့ခေါက်ဆွဲလေးပါလေးမှမစားဘူးလားရွှင်ရွှင်ကြည်ကြည်နဲ့မျက်စောင်းကလေးချီ၍ချစ်ပွဲကြည်ရင်မေးလိုက်တော့မြမတင်ဤစကားကိုကြားလိုက်ရသည်နိကိုတင်မောင် ရုတ်တရက်မျက်နှာပြတ်သွားပြီးမှအင်ဒရီပြန်ဆင်းလိုက်ခါ ပါကိုဘလို့ဖြစ်ရမည်ကိုမသိတကယ်သူရောင်တိအောင်ချာဖြစ်နေ၏ထို့အဖြစ်ပြက်အနေအကျေကိုအကွက်လေအောင်တတိမထားမိသည်သာဖြစ်တော်မြများတင်လဲတစုံတရာဘာမှထပ်မမေးသေးပဲကြားရမိစကားကိုသာနာဆွင်နေရရှိရာကိုတင့်မောင်သည်အတန်းကြာတွေးနေပြီမဒီမောင်မြကိုတင့်မောင်မြအတွက်နဲ့ထမင်းတော်မစားနိုင်အောင်စိတ်ဒုက္ခရောက်ရတယ်ဆိုတာမယုံဘူးပေါ့ဟုတ်လားဘဝစတိုင်းတော်ပါကိုတင့်မောင်ချိန်တော့မချိန်ပါနဲ့ မမတင်ဤသူဟန်တားလိုက်ဒီမှာလဲကိုတင်မောင်ဤစကားကိုအကျွင်းမဲ့ယုံကြည်၍ကမဟုတ်ကိုတင်မောင်မျက်နှာပြတ်သွားကလေးကသူသည်ထမင်းပြမဟုတ်တော့လဲခောက်ဆွဲအစားရှိသည့်အခြားစားပွဲတောက်ဖွဲရာတခုခုကိုမုတ်ချစားလိမ့်မည်ဟုမမတင်ယုံကြည်၏သူစားသည့်တိုင်အောင်မမတင်ဖို့တုံလို့ဝမ်းနေစရာမရှိမိမိပေါ်၌အစင်မမဟုတ်တော့ပရိယေဖြင့်လှည့်ပြားလင်းလဲဒီကိုကမမတင်မခြင်းနဲ့သို့သောနောက်ထပ်ပါမမပြောစကကြောရှင်နေမည်ဆိုသောကြောင့်ဤသူဟန်တားလိုက်ခြင်းသာဖြစ်လေ၏ မိလို့ပင်သဘောထားသည်ဖြစ်စေကိုတင်မောင်လှည့်ပြလိုက်သောစကားသည်မြမြတင်အားအနေနဲ့များစိတ်ထိခိုက်သွားစေသည်သာဖြစ်၏မြမြတင်အဖို့တိတိကျကျရှားထားသောချစ်သူဟူ၍ယနေ့ထိမရှိအကယ်၍အကြောင်းတစ်ခုကြောင့်အိမ်တောင်ပြူရမည်ရှိသောကိုတင်မောင်ကိုသာထိတ်ဆုံးကထား၍စဉ်းစားမိသာဖြစ်၏ဤ၍ဤများနေရပေးအရေးထားသူတယောက်သည်မိမိပေါ်၌ကွယ်မိတွေ့တင်အောင်လွမ်းမိသဘောမျိုးဖြင့်လှည့်စားခြင်းခံရရနိုင်မြမြတင်သည့်အတော်ဝန်းနေသွား၏ ကျမအတွက်နဲ့မစားနိုင်မတောင်းနိုင်ဖြစ်နေမှချစ်မဲဆိုတဲ့သဘောမျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့အခုရှင်ပြောပုံကကျမအတွက်ရရက်ပွေပြီးထမင်းတော့မစားနိုင်ဘူးဆိုပေမဲ့လည်းခောက်ဆွဲတော့စားတယ်လို့လို့ရှေ့မူရကပြနေတယ်။ဒါဟာအစ်စ်မမဟုတ်ဘူးကိုတင်မ။တော်တော်လေးကိုကြောက်စရာကောင်းတဲ့ယောက်ျားမရပဲ။မမတင်သည်လက်ညိုးတငေါငေါနဲ့ဤသို့ပေါက်ဆက်ဆက်ပြောလိုက်ခြင်းဤ သို့သောသူတပြိုင်ငါတည်းစင်ကြီးစင်လဲပြင်သောအချိန်ကုန်မီကိုတည်တည်နှင့်မြမြတင်သည့်ထမင်းတော်မှဝါအောင်မစားတော့ဘဲလက်ဆွေရထားလာခဲ့၏ပန်းချန်လေးအတွင်မဲဟိုလျှောက်ဒီလန်းဖြင့်လန်တလာရင်အတွေ့ပေါင်းချုပ်ဖြင့်ဆေးရှုံနေပုံရသောမြမြတင်သည်မိသို့သောစိတ်မျိုးဝင်လာသည်မသိရှုပ်တရေခြံဝင်းတကားဖြူလေးကိုဖွင့်၍ထွက်တော်မူပြသည်နှင့်ဘဲလဲမြထိုတန်းကြောင့်မြမြတင်လက်ကြီးလိုက်သည်တွင်စပိုရှယ်လက်တိုးနှင့် ပြုံးချူချူရက်နေသောကိုတင်မောင်ကိုတွေ့ရသောကြောင့်အော် ကိုတင့်မောင်ကျမအောင်မေးသလားပြင်းပြင်းရှိတာနဲ့ညာစီတန်းပဲရှောက်သွားမလို့မြမတင်ဒီပြောနေသောစကားမှမဆုံးသေးမီအပြင်းမဲ့သို့လှန်ထွက်နေသောကြောင့်ကောင်းတော့ပဲကိုတင့်မောင်လိုက်ပုံမယ်လीမလိုပါဘူးကိုတင့်မောင်မြမတင်ဒီပြောပြောဆိုဆိုလှန်ထွက်သွားသောကြောင့်တုံးလေးလမ်းမြပင်ရှောင်းမိပြီဖြစ်တော်လဲကိုတင့်မောင်ဒီထက်ချက်မကွာလိုက်သွားရမှဘယ်တော်မလဲမြရဲ့မြတယောက်တည်းခုလိုဘာဖြစ်လို့မတော်ရမှလဲ နို့ကိုတင်းမောင်လို့ဆွေမတော်မျိုးမဆက်တဲ့လူပြိုတောင်နဲ့တွေ့သွားတာကတော့တော်တယ်လို့ဆိုလို့သလားကဲရှင်းလိုက်မလားရင်ကောင်းမယ်ကိုတင်းမောင်ပြန်သွားပါရင်ကြီးတယ်ဆိုတဲ့လူတွေဟာဒီလောက်တော့အလိုက်သိဖို့ကောင်းပါတယ် မြင်းများတင်သည်ကိုတင်မောင်အပေါ်ထမင်းစားစဉ်ကပင်မကျေနပ်သလိုရှိခဲ့ရာတွင်ယခုကဲ့သို့ကိုတင်မောင်၏အစင်မပြေသောအပြူမူနှင့်ကြုံရသည့်၌ဒေါသလည်းထွက်ရှက်လဲရှက်မျက်ရည်ပင်ဝဲလာရမှဤသို့မှန်ကြမတာပြောပြီးခြာကနေလှည့်ထွက်သွားသောကြောင့်ကိုတင်မောင်မှလည်းနနက်ခမှအတိုင်းပင်ဝန်းနေလိုက်ဖို့ခေါင်းငိုက်ဆိုင်လဲပြန်ခဲ့ရလေ၏ဟုတ်ကဲ့ပါရှင်ဆရာကြီးဥတာတို့ရေးသားထားသောချစ်ဆန်နမူဝိတုကို အပိုင်းခုနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖက်ပြပေးသွားကြတာပဲဖြစ်ပါတယ်ရှင်။နောက်ဆက်ပြီးခဲ့ကြတဲ့နှွေဦးမိသားစုသူတယောက်ချင်းစီတိုင်းကိုလည်းခြေစုအထူးပဲတင်ရှိပါတယ်ရှင်။နှွေဦးမိသားစုများအားလုံးလေးဘေးအန္တရာယ်အပေါင်းမှာကင်းဝေးကြပါစေရှင်။